အောင်လာလေးပြီသူတို့ညောက်ကိုရန်အားပေးခဲ့ကြတဲ့ပိသက်တွေရင်းထဲမှာမကြည့်တင်ခဲ့ဖြစ်နေကြလားမြမလူငယ်တွေအသက်ပေးတိုက်ပွဲဝင်နေတဲ့မြမလူငယ်တော်လိုင်းကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့ရန်ချစ်ခဲ့တဲ့ကိုလေးပြူအလင်းကြောင်ဒီလိုတစ်ချိန်တွေ တကောင်ရညာနဲ့တဲ့ဒီလိုတချင်းတွေစုံမဒီဒီချင်းတွေကျွန်တော်ရဲ့အိုင်ဒေါ်ကြီးကိုလေးမျိုးပါညီမတော်လိုင်းကြီးကိုပြက်ရယ်ပြုတ်ပြီးတဲ့နောက်ပိုင်းမှာလူငယ်တွေကစိတ်နာကြကြတယ်လေးမျိုးချင်းဆိုရင်နားမထောင်ဒါမဲ့သူ့ကိုအရန်ချစ်အရန်လေးစားတန်ဖိုးထားခဲ့ကြတယ်သူတို့ ဖြစ်တဲ့အမှုပညာရှင်တယောက်ကိုပြည်သူလူထုဟာတော်လိုင်းနဲ့ပတ်သက်လာရင်အသေးကိုဆွဲဖြတ်ပြီးမိလိုက်ကြတယ်အခုတခါအောင်လားအောင်လားဆိုရင်လည်းအပိကြရာစပအုံးငွေညမစပအုံးငွေညမပြီးလိုင်းကြီးကိုချုပ်ပြီးခဏလေးပဲပြီးသွားတယ်ပွဲတွေနဲ့ပတ်သက်ပြီး အားမလို့အားမရဖြစ်ခဲ့ကြတယ်မလားဒီအကြောင်းကိုကျွန်တော်သုံးသပ်ပြောချမှာဆွေးနွေးမှာဖြစ်ပါတယ်အဓိကတစ်ချက်ရှိနေတာကဒီနေ့မင်းအွန်လိုင်းနောက်ကိုရှော့လိုက်ဒုံးတွေလိုက်ပါတယ်မန္တလေးရာပြည်ပွဲမန္တလေးတက်သူရဲ့နှစ်တရာပြည်ပွဲမှာမင်းအွန်လိုင်းလာတယ်အဲ့ဒီပွဲတွေကိုရှော့လိုက်ဒုံးတွေပြစ်ဘူးဒါပေမဲ့အကြောင်းကြောင်းကြောင်း လာပါခရဲဝဲပြည်တွင်းနိုင်ငံရဲ့ဆိုတဲ့တရင်ရှိပါတယ်။နောက်ဆုံးတစ်ခုက NUG အစိုးရလာမယ့်တပတ်အဲနှစ်ပတ်အတွင်းမှာအစိုးရတဲ့ဖွဲ့စည်းမယ်ဆိုတဲ့တရင်တွေဖတ်ပေါ်နေပါတယ်။ဒီဖွဲ့စည်းမှုတွေမှာတိုင်းနာကောင်းဆောင်တွေလည်းပါမယ်ဆိုတဲ့တရင်တွေထွက်လာပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးဆွေးနွေးကြရအောင်။တဲ့မေယောင်မိုင်းကစတာမယ်ယူ။ မင်းအောင်လိုက်ဒီနေ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုလာခဲ့ပါတယ်။နန်းတွင်အလေပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာတဲပါတယ်။အဲ့တော့ဒါပခရီကို BWN ကချော်လိုက်တော့နှလုံးနဲ့ပြစ်ပါတယ်။မင်းအောင်လည်းအော်တိုဘား၄ရက်နေ့မနက်6:15မှာမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ဖို့ပြင်းတွင်မှမန္တလေးသူရောက်လာ နန်းတွင်းမှာခိတ္တတဲခုတယ်တဲခုတယ်အချိန်မှာတင်းရောက်လို့ကျွတ်လိုက်တုံးနဲ့ပြစ်တယ်မထိလိုက်ပါမန်းကြပြီးပွဲမရောက်နိုင်လူသားတိုင်းလှုပ်အယက်သားပြည်သူတွေအကာအကွယ်လှုပ်ပြီးပွဲတက်ခဲ့တယ်အခမ်းအနားကိုတိုက်ခိုက်ရင်နေရာအတိကျတိလွယ်ကူတယ်သို့တော့ပြည်သူလူထုထိခိုက်မှာစိုးတဲ့အတွက် မင်းအွန်လိုင်းတဲခိုတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲဟူတာပြစ်ခတ်တက်ခတ်တယ်အဲ့တော့ तू တဲနေတဲ့အချိန်မှာပြစ်တာနောက်ပါခါတွေကိုကြပါတယ်ပြစ်မှတ်ကတော့မင်းအွန်လိုင်းစီဒါပေမဲ့ तू မလေးဘူးပေါ့ဗျာတယောက်ပြစ်အောင်ပါတယောက်ပြစ်ပါမင်းအွန်လိုင်းတွားလီရနောက်ဘူးရှော့ရိုက်ဒုံးလေးလိုက်ကိုလိုက်နေရပါဒုတိယမြောက်စိုးဝင်းပါ ဇဝင်းနောက်ကိုလျှော့လိုက်တုံးနေတောက်လျှောက်လိုက်ခဲ့တယ်ဆိုတာဘိတ်သက်ကြီးဒီလူလူခင်ဗျားတို့အားလုံးသိပြီးသားအခုတခါမင်းအောင်လိုက်စီကိုပါတွားပါတွားပါတွားပါငါတို့ရှောက်အောင်ပြင်ပါဆိုတော့ BWN အပါဝင်ကျွန်တော်တို့ People Serving Force and and ဒီလို PDF ရတနာဘုံတက်ဦးအစရှိတယ်ဘုံတက်ဖွဲ့တွေဟာ mission 46အဖြစ်အောင်မြင်စွာတိုက်ခိုက်ခဲ့နိုင်တယ်။လဘခါကတိုင်မှုအခုလောက်ဆိုနဗန်ချင်းခံရပြီဖြစ်ပါလေ။အခက်မသိရင်စစ်ထောင်ကြပါ။လဘခါတစ်ခုလုံးပြရမ်းမီလောင်နေတဲ့အခြေအနေပေါ့။ဒါတော့ဒီနေ့ဒီအခြေအနေတွေရှိနေတယ်။နောက်တစ်ခုကအန်ယူဂျီ မြန်မာပြည်ကြီးအစိုးရအစိုးရတဖွဲ့စည်းမယ်ဆိုတဲ့တဲ့င်းကြီးကြားရတယ်ကျွန်တော်ကြားသိရတဲ့တဲ့င်းအရဆိုရင်တော့လာမယ့်73ရက်နေ့မှာကြီးညာမယ်ဆိုတဲ့အကြမ်းမြင်သိရှိရပြီတောင်ပိုင်းမြောက်ပိုင်းကတိုင်းသားဤအော်တွေပါမယ်လို့လည်းကျွန်တော်တို့အကြမ်းမြင်သိရပါတယ်အဲ့တော့အစိုးရတဖွဲ့စည်းတဲ့နေရာမှာဂျာကာလာအစိုးရပဲလားဖက်ဒရယ်အစိုးရပဲလားဘလို့ညှိနှိုင်းပြီးဘလို့တိုင်ပင်ပြီးဘလို့ဂရိကဝိတ်တွေနဲ့ဘလို့လုပ်တယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိတရားဝင်မိသည့်အဖွဲ့အစည်းကမှပြောကြားထားခြင်းမရှိသေးပေမဲ့ထွက်ပေါ်လာတဲ့သတင်းများအရ NUG ရဲ့အတွင်ပြောင်းအစိုးရအဖွဲ့အစ်တခုဖွဲ့စည်းပြီးတော့တော်လှန်ရေးကိုညီညီညွတ်ညွတ်တိုက်ပွဲဝင်မယ်ဆိုတဲ့သတင်းစကားပေါ်မှာလုံနီးကင်နီးနီးနာမှန်ကန်ခဲ့ရင်ကျွန်တော်တို့ကြိုဆိုပါတယ်ကြိုဆိုပါအဲ့တော့အရင်တော့လိုပဲဟိုလူကိုဒီနေရာရွှေ့ဒီလူကိုဟိုနေရာရွှေ့ဟိုလူကယာတုထွက်ဒီနေရာလား ဒီလိုမျိုးဆိုရင်တော့ဘီလူလူကနှစ်သက်မှာမဟုတ်တလို့တကယ်လုံးမဲ့တကယ်စစ်မှန်တိုင်းမဲ့တိုင်းမဤအော်ရီထေရှားကြကြတဲ့ခေါင်းဆောင်တွေအဆရှိရပြီးပါဝင်တဲ့ဖွဲ့စည်းမှုအစ်စ်ကိုတော့ကျွန်တော်တို့ကကြိုးစို့ရမှာဖြစ်ပါတယ်ဒါပေမဲ့အပြောဆောလို့မရသေးဘူးစောင့်ကြည့်ဟာနောက်တဲ့အစိုးရတည့်ရက်နောက်တဲ့အစိုးရပုံစံတစ်ခုဒီကနေ့ အာခတ်တ.အေ ULA ရခိုင်မျိုးသားအဖွဲ့ချုပ်ကိုရခိုင်ပြည်နယ်ရဲ့တရားဝင်အုပ်ချုပ်သူဖြစ်အတိမတ်ပြုဖို့ UN အဖွဲ့ဝင်နိုင်ငံတွေရဲ့တန်အမတ်တွေအရက်ဖက်ဖွဲ့စည်း202ဖွဲ့ကအိပ်ဖွဲ့ပေးစာပို့လိုက်ပါတယ်ဒီပို့ဆောင်မှုเนี่ยပတ်သက်ပြီးမြန်မာအိန္ဒိယဘင်္ဂလားဒေ့ရှ်တိုင်းဂျပန်နိုင်ငံတကာအခြေစိုက်တဲ့တက်ကြွလှုပ်ရှားသူအရက်ဖက်အဖွဲ့202ဖွဲ့ကိုတည်ရပြီးသူတို့ရဲ့တောင်းဆိုချက်ထဲမှာ အာခတ်တတော်အေးဟာရခိုင်ပြည်နယ်ကိုတရားဝင်အုပ်ချုပ်နေတော့ရခိုင်ပြည်နယ်အစိုးရဖြစ်တယ်စစ်ကောင်မရှင်ကတဆင့်မဟုတ်တယ်လူသားချင်းစာနာမှုအကူအညီတွေကိုပေးမယ်ဆိုရင်ကော်ပဇာရွန်ဂျာဒုက္ခတဲ့စခန်းမှာလူသားချင်းစာနာမှုအကူအညီတွေပြန်ပေးဖို့ UN ကပေးတဲ့အကူအညီတွေကိုလည်းစစ်တပ်လက်ထဲမရောက်ဘဲအာခတ်တတော်အေးတော့၎င်းရခိုင်ပြည်သူလူလက်ထဲကို၎င်း ရောက်ရှိဖို့တိုက်တွန်းတောင်းဆိုထားပါတယ်ဆိုတော့လက်တွေ့မြေပိုင်လို့စစ်နိုင်တဲ့အရခတ်တတော်အေးရခိုင်ပြည်နယ်အစိုးရဖြစ်အတိမတ်ပြုတ်ပြီးတော့တောင်းဆိုမှုဟာမှန်ကန်ပါတယ်ပြည်သူတရလုံးကလည်းဤကဲ့သို့တော်ရထတ်သူရှိနေမှာကျွန်တော်ယူဆပါတယ်အဲ့တော့ဒီကလေးမှာမရောက်နိုင်တော့ကိုရှော့ရိုက်တုံးတွေလိုက်တာနဲ့ပတ်သက်ပြီးနောက်ထပ်ဒီချက်ပုံမှုခိုင်မာတိကျတဲ့ မင်းအောင်လိုက်ရှိရနေရာများကိုပြစ်မှတ်အဖြစ်ထည့်သွင်းစဉ်းစားတွက်ချက်တိုက်ခိုက်မှုတွေဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ပြည်ပြည်ဝဝယုံကြည်သူပြည်သူလူလူကလည်းတခဲနဲ့အားပေးထောက်ခံလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဆက်ပြီးတော့ဒီကနေ့တဘောတရားလေးတစ်ခုညှက်ပြောပြချင်ပါတယ်ကြိုက်တော့တရားပါစေအားမရှိလို့ကတော့တရားဟာဘတော်မှမနိုင် အားမရှိတဲ့တရားနဲ့ယန္တူကိုသွားတိုက်လို့ရှိရင်တော်ရဲကိုမောင်းထုတ်တတရနိုင်ငံထွက်ထောင်ထဲကိုထဲတာကျိုးစင်တင်အသေးသာခံသွားရမယ်ဘယ်သူမှလာမကဲနိုင်ဘူးအဲ့တော့ဒီကနေ့အင်အားကြီးနိုင်ငံတွေကဘာမှာမပါလုံးနေလေအားကြီးတူတာအနိုင်ရနေပါတယ်တိုက်ပွဲပုံစံဟာယန္တူကပြတ်ထမ်းပေးလိုက်တာဖြစ်ပါတယ်တိုက်ပုံတိုင်ကြီးကိုတော့ကျွန်တော်တို့ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်ပါတယ် ဲ့တော့ဒီကနေ့ကျွန်တော်တို့တော်လိုင်းကာလာနိုင်ငံရေးဆိုတာစစ်အနိုင်တိုက်ရေးဖြစ်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့အာဏာနိုင်ငံရေးနဲ့ပတ်သက်ပြီးအာဏာနိုင်ငံရေးဆိုတာအာဏာချုပ်ကန်ထားနိုင်သူတက်နဲ့တနက်တနဲ့တနက်ကိုအမိတ်ပေးနိုင်သူသာမြန်မာတမိုင်းမှာအာဏာနိုင်ငံရေးကိုချုပ်ကန်နိုင်ခဲ့ကြတာ ကျွန်တော်တို့နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာမေတ္တာတရားကြီးမားပါတယ်လူမှုနှလုံးသားကိုဖန်ဆားပါတယ်လူမှုတရားလုံးကလည်းကြီးညိုလေးစားပါတယ်သို့တော်တက်နဲ့တက်နဲ့ကိုအမိတ်ပေးလို့မရတဲ့ခါကြအခုလိုမတရားဖန်ဆီးခံနေကြတာဖြစ်ပါတက်နဲ့တက်နဲ့ကိုအမိတ်ပေးနိုင်ဖို့ကျွန်တော်ကြိုးစားရမယ်မြေပိုင်အောင်လုပ်ရမယ်စစ်နိုင်မှမြေပိုင်ပါ ဖြစ်ပါတယ်အဲ့တော့ဒီအချိန်မှာကျွန်တော်တို့အလုံးလောက်ရမှာကဘုမတိဘမ်တိနဲ့အရက်ဝဲဂျပန်လောက်တဲ့သူတွေတတိယနိုင်ငံပြည်ပြီးနိုင်ငံရေးဂုရုကြီးရောက်ဆောင်တာကိုရက်ပါတကယ်လက်တွေ့နိုင်ငံရေးဟာစစ်နိုင်တိုက်ကြီးဖြစ်ပါတယ်တစ်ဖက်မှာဖက်စစ်တပ်ဟာ normal life စစ်တပ်အုပ်ချုပ်မှုကိုအသားကျတော့လုပ်နေပါတယ်ကျွန်တော်တို့ပြည်သူလူထုကဘာဆက်လုပ်ကြမှာလဲကျွန်တော်တို့တော်လိုင်းနိုင်ငံကြီးသမားတွေဘာဆက်လုပ်ကြမှာဒါပေမဲ့တခုတော့ပြောလိုက်လာမယ့်2025ဒီဇင်ဘာမရောက်ခင်ကာလဟာကျွန်တော်တို့ရဲ့အော်လန်ဒိုလွှင့်ပြီးစစ်ကြောင်းချီစစ်ချီထိုးမဲ့ကာလတည့်ရဖြစ်လာနိုင်စရာလေကျွန်တော် တွေ့နေရပါတယ်။ပြည်သူလူထုကြီးခင်ဗျာအတူတိုက်ပွဲဝင်မှာဖြစ်ပါတယ်။အတူရုန်းကန်ကြရမှာဖြစ်ပါတယ်။2025ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာတော့အလန်တော်ကိုကြည်တာအတန်ကိုနားဆွင့်အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွင့်ပြီးစစ်ချီတေးကိုဆိုကစစ်ခရာမှုတ်တန်နဲ့စစ်မြေဟိတန်ကိုကြာရဖို့ရှိနေပါတယ် ဒီညတော့ဒီလောက်အားလုံးကိုကျေးဇူးတင်ပါတယ်